ဤဝဲဇေစနရတာစစ်ပွဲနဲ့ပတ်သက်ပြီးဤဝဲဘက်ကရောကြီးတောင်းပြဖြစ်ပါလေဤဝဲနိုင်ငံတွင်ပျက်စီးဆုံးရှုံးမှုတွေလူတွေတည်ကျင်မှုတွေအတွက်ရောကြီးပေးဖို့နဲ့ပြန်ပြင်ဆင်ပေးဖို့အမေရိကန်နဲ့အစ္စရေးမှာတာဝန်ရှိတယ်လို့ဤဝဲကအဆိုပါလေဤဝဲဘော်ဒါခိုင်ခဲ့တဲ့အမေရိကန်နဲ့အစ္စရေးလုပ်ရက်ကို ကျူးကျော်ရန်လိုတဲ့လုပ်ရက်တွေဖြစ်ကုလသမဂ္ဂလူကြိုးရင်းကောင်စီကနေတရားဝင်အသိအမှတ်ပြုပေးဖို့လေအီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်အာရှီက ပီအမ်ဂျိုအန်တိုနီယိုဂူဒါရက်စ်နဲ့လုံခြုံရေးကောင်စီလှည့်ကြဥက္ကဋ္ဌကာရိုလင်းဘီဂျစ်တိုကိုစာပေးဖို့တောင်းဆိုထားပါတယ်။နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့တာဝန်ရှိတဲ့လုံခြုံရေးကောင်စီအနေနဲ့အမေရိကန်နဲ့အစ္စရေးကအီရန်ပေါ်လောက်ခဲ့တယ်လို့မျိုးကြီးမားတဲ့ရန်လိုကျူးကျော်မှုတွေအနာဂတ်မှာလုံးဝထမဖြစ်ဖို့အတွက်အစီအမံတွေလုပ်ဖို့လည်းတောင်းဆိုထားပါတယ်။အီရန်ရဲ့ငြိမ်းချမ်းတဲ့နျူကလ িয়ার စေုံတွေကိုတိုက်ခိုက်တာဟာ ကုလသမဂ္ဂဘရိညစ်စာတမ်းနဲ့နျူကလ িয়ার မပြန့်ပွားရေးသဘောတူစာချုပ်ချိုးဖောက်တာဖြစ်တယ်လို့အီရန်ကဆိုပါတယ်။ဒါဟာကြီးမားတဲ့ရန်စကျူးကျော်မှုဖြစ်ပြီးကုလလုံခြုံရေးကောင်စီကဒီကျူးကျော်စစ်ကိုတရားဝင်တိမှတ်ပြုဖို့လိုတယ်လို့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအလုံးအတွက်ရောကျေးပြတ်ပေးဖို့မိုင်းကန်နဲ့အစ်စွေးမှာတောင်းရှိတယ်ဆိုတာလည်းအတိမှတ်ပြုရမယ်လို့အီရန်နိုင်ငံဂျာအီဝန်ကြီးရဲ့ပေးစာမှာဖော်ပြထားပါတယ်။ဒါအပြင်အစ်စွေးရဲ့ပြစ်ခတ်ရန်စားမှုအတွက် ပြောကြည့်ပေးရမှာဖြစ်တယ်လို့အစ္စရေးဘက်ကလောဆယ်ပြစ်ခတ်ရစေဂတိကိုပြုထားပေမဲ့ဒါကိုတန်တရားရှိကြောင်းအီရန်ဘက်ကထုတ်ပြောလာပါတယ်။အစ္စရေးကိုလုံးဝမယုံဘူးလို့ဆိုပါတယ်။ဇွန်လ17ရက်နေ့ကအီရန်ကိုအစ္စရေးကပုံကျက်လိုက်ခြင်းဖြင့်မဟာယန္တုတော်နိုင်ငံနှစ်နိုင်ငံကြားပဋိပက္ခဟာဆိုးဝါးဆုံးချိန်တွေရောက်ခဲ့ပါတယ်။ဒီစစ်စင်မှာထိတ်တန့်တက်မှုတွေနဲ့ငြင်းပွားနျူကလ িয়ার စစ်စင်နဲ့ဆက်စပ်တဲ့တိုက်ပွဲများရှင်တွေလူ60ကျော်လောက်သေခဲ့ပါတယ်။ တို့ရိမတ်ချက်ကအစ္စလာမစ်သမ္မတနိုင်ငံအနေနဲ့နျူကလ িয়ার ဘုံးတွေမထုတ်လုပ်နိုင်ဖို့ဖြစ်တယ်လို့အစ္စရေးကဆိုပါတယ်။မိမိတို့မှာဆော့ကရဲကအဲ့ဒီနျူကလ িয়ার ရိမတ်ချက်မရှိဘူးလို့အီရန်ကတောက်လျှောက်ညင်ထားပါတယ်။စွိုင်းကဲတို့ရပ်ပတ်အုံပြုဖို့နျူကလ িয়ার တပ်အားကိုမိမိတို့အုံပြုခွင့်ရှိတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အစ္စရေးကိုခိုင်မာ ထောက်ခံတဲ့အမေရိကန်နဲ့အီရန်ကြားနျူကလ িয়ার စနစ်ပေါ်လည်းပြတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ကစစ်ပွဲကိုစတင်တာမဟုတ်ဘူး။ဒါပေမဲ့ကျူးကျော်သူတွေကိုကျွန်တော်တို့မှရှိတဲ့အင်အားနဲ့အကုန်သုံးပြီးတုတ်ပြန်ခဲ့တယ်လို့ဤလက်ကတခွဲဦးစည်းချုပ်ဘိုးချုပ်ကြီးမိုးစာဖီကပြောပါတယ်။အပြစ်ရဲ့ရေးပါဝင်သူတို့ပြောတဲ့ဂရီကုတ်တွေပေါ်ကျွန်တော်တို့တန်ကြားရှိပါတယ်။တိုက်ခိုက်လာခဲ့ရင်တော့အင်အားသုံးတုတ်မြန်ဖို့ကျွန်တော်တို့အသင့်ရှိပါတယ်လို့အမေရိကန်သမ္မတထရန့်ကကြေညာခဲ့တယ်။အပြစ်ခတ်ရစဲရေး6ရက်ထဲဝင်လာခြင်းမှာဘိုးချုပ်ကြီးမိုးစာဖီကပြောပါတယ်။ ဒီစမောအမေရိကန်ကလည်းအစွေပမဝင်ရောက်တိုက်ခိုက်ပါတယ်။ UN မျိုးစစ်တင်ရဲ့အရေးပါတဲ့စစ်အုပ်သုံးခုတိုက်ခိုက်ခံရပါတယ်။နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့အစင်ချီရေနီယံတပ်စင်မှုတွေဆက်လုပ်နေရင်အီရန်ကိုနောက်ထပ်တိုက်ခိုက်မှုတွေလုပ်မယ်လို့သမ္မတထရန့်ကချိန်ချောက်ထားပါတယ်။နိုင်ငံတကာလူမျိုးစွန့်ရင်အေဂျင်စီ IAEA အစိုးရအီရန်ဟာရေနီယံတပ်စင်မှုကို60ရာခိုင်နှုန်းထိ2021မှာပြုလုပ်ခဲ့ပါတယ်။ဒါဟာ 2015သဘောတူညီချက်ပါ3.6%ခန့်နှုန်းထက်အများကြီးပိုပါတယ်။ဒီစာချုပ်မှာအမေရိကန်က2018ခုနှစ်မှာနှုတ်ခတ်ခဲ့တာပါ။လက်လက်ထုတ်လုပ်ပေးတဲ့အီရန်ဟာရေနီယန်တန့်စင်မှုကို90%ခန့်နှုန်းထိပြုလုပ်ဖို့လိုအပ်ပါတယ်။သူ့ရဲ့ကိုပိုင်လူမျိုးလက်နက်တိုက်အတွက်ကတော့အစ္စရေးဟာမရေမရပြောကြားထားစေဖြစ်ပါလေ။နျူကလ িয়ার လက်နက်တွေရှိကြောင်းတရားဝင်တည်ပြုချက်လည်းမရှိ၊မြင်းဆိုခြင်းလည်းမရှိပါဘူး။ဒါမဲ့ စတော့ဟ ோம் နိုင်ငံကငြိမ်းချမ်းရေးသတင်းအင်စတီကျူခန့်မှန်းချက်အရနျူကလ িয়ার ထိပ်ကူ60အထိရှိပါတယ်။အင်ဇူနက်စစ်ပွဲတွင်နေဆုံးအီရန်ဘက်ကအရသား6ဟကျော်သေပြီး9000နီးပါးဒဏ်ရာခဲ့တယ်လို့အီရန်ကျမ်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။အင်ဇူကိုအီရန်ဘက်ကဒုံးနဲ့တိုက်ခိုက်မှုကြောင့်လည်းအင်ဇူဘက်က28ဦးသေဆုံးခဲ့တယ်လို့အင်ဇူအာနာပိုင်းတွေကပြောပါတယ်။ ဥပမာဖြစ်ရတစ်ခုဆိုရင်စစ်ပွဲအတွင်းမှာတီဟီရန်မှာရှိတဲ့အိုင်ဗန်ကျင်းထောင်ကိုအစ္စရေးတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ82ဦးတေဆုံးခဲ့ရတယ်လို့အီရန်တရားရေးဌာနက ပြောပါတယ်။မင်းလာတွေကပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုကြောင့်အိုင်ဗန်ကျင်းထောင်မှာရှိတဲ့အုပ်ချုပ်ရေးစောင့်အုံတစ်စီးတစ်ပိုင်းဖျက်ဆီးခဲ့ရပါတယ်။ဒီကျင်းထောင်ဟာတီဟီရန်မြောက်ပိုင်းမှာရှိပြီးခိုင်ခက်ကာကွယ်ထားတဲ့အဆောက်အုံဖြစ်ပါတယ်။ ဒီကျင်းတော်မှာနိုင်ငံကျင်းသားတွေနဲ့နိုင်ငံသားတွေထိန်းသိမ်းထားတယ်လို့လူခွင့်ရေးဖွဲ့တွေကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေထဲမှာအုပ်ချုပ်ရေးဝန်ထမ်းတွေ၊အစောင့်တွေ၊ကျင်းသားတွေနဲ့တဲ့မိသားစုဝင်တွေပါခဲ့ပါတယ်။အနီးအနားရှိပြည်သူတွေနဲ့ဂျားတွေကသေဆုံးခဲ့ရပါတယ်။ပြည်ထောင်နိုင်ငံဂျားရေးဝန်ကြီးရန်နဘာဘူကလည်းတနင်္လာနေ့ကအကျဉ်းတော်ထဲမှာ၃နှစ်ကြာထိန်းသိမ်းခံရတဲ့ စီလ်ကိုလာတဲ့ repair တို့နှုတ်ထိခိုက်တဲ့ရခဲ့တယ်လို့ဆိုပါတယ်။အဲမဲ့ကျွန်တော်မှရှိတဲ့ကျင်းသားတွေကိုအီရန်ကျွန်တော်အာဘန်တွေကနေရာပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။နောက်ရမှာတရားရေးဌာနကတော့ရွှေ့ပြောင်းလိုက်တဲ့ရေးတွင်းနဲ့ဘသူတွေလဲဆိုတာထောက်ပြောခြင်းမရှိပါဘူး။အိုင်ဘန်ကျွန်တော်မှရှိတဲ့ကျင်းသားလေးတွေမှာနိုဘယ်ငြိမ်းချမ်းရေးဆုရှင်နာဂတ်မိုဟာမဒီနဲ့ပြည်သူနိုင်ငံသားတွေနဲ့တခြားနိုင်ငံသားအများအများလည်းထိမ့်သိမ်းခံထားရတာဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ ရှန်ဟိုင်းပူပေါင်းဆောင်ရွက်မှုထိပ်သီးစည်းဝေးပူတွဲကြေညာချက်ကိုလက်မှတ်ထိုးဖို့အိန္ဒိယကညှိဆိုလိုက်ပါတယ်။ဒေဝနိုင်ငံမှာပြုလုပ်နေတဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ဖွဲ့ထိပ်သီးဆွေးနွေးပွဲပူးတွဲကြေညာချက်ကိုလက်မှတ်ထိုးဖို့ညင်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါလေအသေးစိတ်ချက်လက်တွေထုတ်ဖော်ခြင်းမရှိပေမဲ့အိန္ဒိယအုပ်ချုပ်တဲ့ကက်စမီးယားဒေသမှာ ခီးသော26ဦးသေဆုံးခဲ့တဲ့ပါဟန်ကန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပြည်တွင်းကြီးမြတ်မှာခြံလက်ထားတာကြောင့်လို့အိန္ဒိယသတင်းဌာနတွေကဖော်ပြပါတယ်။ပါကစ္စတန်တို့တီးကြယဉ်ညွန့်ခြင်းမရှိပေမဲ့အဲ့ဒီနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကျွလွန်သူတွေနဲ့ပတ်သက်ပြီးရှန်ဟိုင်းပူပေါင်းဆောင်ရေးဖွဲ့ကဝေဖန်ရှုတ်ချဖို့လုံးဝတုံ့ဆိုင်မနေသင့်ဘူးလို့ထိပ်သီးစနစ်ဝက်ပြီးမှအိန္ဒိယကာကွယ်ဝင်ကြီးကပြောပါတယ်။ ဒေသတွင်းမှာအနောက်နိုင်ငံတွေရဲ့လွှမ်းမိုးမှုကိုတံပြန်မှုတရုတ်ရုရှားနဲ့ရှေ့လယ်ပိုင်းလေးနိုင်ငံတို့ဟာရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဖွဲ့ကို2001မှာဖွဲ့စည်းတည်ထောင်ခဲ့ပြီးအိန္ဒိယနဲ့ပါကစ္စတန်တို့ကတော့2019မှာဖွဲ့ဝင်ဖြစ်လာပါတယ်တကယ်မို့ကြိုလုံခဲ့တဲ့စစ်သွေးကြွအုပ်စုဟာအိန္ဒိယပါကစ္စတန်မှာခိုးလုံနေတယ်လို့အိန္ဒိယကဆွဆွဲထားပါလေ။ပါကစ္စတန်ကတော့ညင်းတော့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာနှစ်နိုင်ငံနယ်စပ်ကက်စမီးယားရေကြောင်းအုံကြိမ်ဆစ်ဖြစ်မှုပါလေ အေဘီလာမှာပါဟန်ကတိုက်ခိုက်မှုကြောင့်နျူကလ িয়ার ပိုင်ဆိုင်တဲ့အေဂျင့်တို့နိုင်ငံကြောင်းတင်းမာမှုတွေမြင့်တက်ခဲ့ပြီးပါကစ္စတန်အောက်ချိုတဲ့ကက်စမီးယားဒေသရှိစစ်သွေးကြောပြင်မှတ်တွေကိုအိန္ဒိယကတိုက်ခိုက်ပြီးနောက်ပါကစ္စတန်ကလည်းဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပြောချင်ပါတယ်။ထိုင်းဝမ်နိုင်ငံကဒုသမ္မတဒူကိုပြည်ပခီးစဉ်တွင်ရင်တိုက်မှုဖြစ်အောင်တရုတ်ဘက်ကကြံစီခဲ့တယ်လို့ဆိုပါတယ်။ ထိုင်ဝမ်လူသမားရဲ့ချက်နိုင်ငံခီးစဉ်မှာရင်းမတော်တရားမှုဖြစ်အောင်တရုတ်ကကြံစီခဲ့တယ်ဆိုတဲ့သတင်းလေးပေါ်မတုံလောက်ပါဘူးလို့ထိုင်ဝမ်လူသမားကဆိုပါတယ်။ထိုင်ဝမ်လူသမားရှောဘီကီဟာပြီးခဲ့တဲ့နှစ်မလကချက်နိုင်ငံကိုသွားပြုပါတယ်။ဒါဟာတန်ဝမ်မှာသမားလာရှင်လေးအာနာယာပြီးတော့ပိုင်းဒုသမားပထမဆုံးပြည်ပခီးစဉ်ဖြစ်ပါတယ်။အဲဒီတော့ကပရာဟောမြို့မှာရဲဆောင်းလျှောက်ရင်းနဲ့၄စိတ်ကနေထွက်ခွာလာတဲ့ ဒုသမရာကောင်းနောက်ကိုတရုတ်တန်ရုံဝင်တဲ့သူရဲ့နောက်ကနေအမြန်နှုံမြင့်ပြီးလိုက်လာခဲ့တယ်ဆိုပါတယ်။အဲဒီကဟာမီနီပြနေတဲ့မိပွားကိုပါဖျံမောင်းခဲ့ပါတယ်။အခုဒီနေ့ပတ်နေမှာတော့ရှမ်းနိုင်ငံရဲ့ထောင်လိုင်းရရှိတဲ့ဟာနောက်ဆက်တွဲစုံစမ်းမှုတွေအရာအဲဒီနောက်ဆက်ပေးမှုဟာပုံမူကြီးမားတဲ့အကြံစီရဲ့အစိပ်ပိုင်းဖြစ်လာတယ်လို့ပြည်တွင်းမီဒီယာတွေကပြောပါတယ်။ပရာဟောမှာရှိတဲ့တရုတ်တန်ရုံဝင်တဲ့နေနဲ့ထောင်လိုင်းရရှိတဲ့ဟာဒုသမရာလိုက်ပါလာတဲ့မော်တော်ကားကိုမတော်တဆ ရင်တိုင်းမှုကြုံရတော့ဖန်ပြီးဖို့ပြင်ဆင်ထားခဲ့တယ်လို့ချက်ထောက်လိုက်ရင်တိုင်းဝန်ကဆိုပါတယ်။ဒုသမရဟာအဲ့ဒီခီးစဉ်တွင်သူ့လူညုံရဲ့အတွက်သေချာဆောင်ရှောက်ပေးတဲ့ချက်အောင်နာပိုင်းကိုကျေးဇူးတင်ကြောင်းပြောပါတယ်။ဒီကွန်မြူနတီပါတီ CCP ရဲ့တရားလက်မဲ့လုပ်ရကြောင်းသူအနိုင်ငံတကာတိုင်းဝိုင်းမှာထိုင်ဝမ်ကျိုးစီးပွားအတွက်ထုတ်ဖော်ပြောဆိုမှုကနေလုံးဝတွန်းဆုတ်သွားမှာမဟုတ်ဘူးလို့ဒုသမရဟာပြောပါတယ်။အခုဒီရေပတ်မှာချန်နိုင်ငံစစ်တော်ရဲ့ဂျီကပီတာဘာဒော့စကီကပြည်တွင်းရေဒီယိုကနေအင်တာဗျူးလုပ်ရမှာ ဒူတမ်ရာရဲ့ရေနံတော့ဒရက်ကျမောင်းပြီးလိုက်လာတဲ့မော်တော်ကားကိုရေနေရဲတွေကတားဆီးခဲ့တယ်ဆိုပါလေ။ဒါမဲ့ထောင်လေးရင်းတွေက နောက်ဆက်တွဲဆုံလဲကြည့်တဲ့အခါစီစဉ်ကအဲ့ဒီလောက်ထိမယိုးရှင်းခဲ့ပဲတရုတ်တန်ရောဟာဒူတမ်ရာကိုကာယကံမြောက်ထိခိုက်စေဖို့ ठी ကြီးရွယ်ထားတယ်ဆိုတာဖော်ထုတ်တွေ့ရှိရပါလေ။အလေးကိစားစုံစမ်းခဲ့တဲ့ထောင်လေးရရှိဖြစ်တဲ့ရန်ပေါဆက်ကလည်းတရုတ်ထောင်လေးတွေဟာချက်အာနာပိုင်းကကောက်ွယ်ပေးထားတဲ့ပုဂ္ဂိုလ်တို့ကိုရင်တိုက်မှုဖြစ်စေမဲ့အခြေအနေဖန်တီးဖို့စူးစမ်းကြအောင် ဒါပေမဲ့စီစဉ်ထားတဲ့အဆင့်ထက်တော့ပိုပြီးခလီးမြောက်ခဲ့ဘူးဆိုပါလေ။ထိုင်ဝမ်တရုတ်ရဲ့ကောင်စီကတော့အဲ့ဒီကိစ္စကိုရှုတ်ချကြောင်ကြေညာပြီးဒုသမရာရဲ့ပုံကိုရေးလုံခြုံမှုကိုကြီးကြပ်ချေညောက်တဲ့ကိစ္စအတွက်တရုတ်ဘက်ကဖြည့်ရှင်ချက်ပေးတောင်းပန်ဖို့လိုကြောင်းထုတ်ပြန်ပါလေ။ဒါမဲ့တရုတ်နိုင်ငံကြအင်ဝင်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့တရုတ်ရဲ့တန်ရာရှိတဲ့အင်ရှင်နိုင်ငံတွေရဲ့ဥပဒေစည်းမျဉ်းကိုမြေရက်လေးစားလိုက်နိုင်တယ်လို့တုံ့ပြန်ပြီး ဆက်ဆိုးရကသာလူသမားခီးစဉ်ကိုခွင့်ပြုပေးတာဟာတရုတ်ပြည်တွင်းကိုထိပါနှောက်ယှက်တာလို့ဆိုပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းကိုသူတို့ပိုင်နေတဲ့မြေဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ဆိုးရကိုလည်းခွဲထွက်ဖို့လုံးဝမကြိုးစားဖို့တင်းတင်းမာမာရာဇသံပေးထားပါတယ်။ဒါပေမဲ့ဒီမိုကရေစီပြေဝထွန်ကားတဲ့ထိုင်ဝမ်ကတော့ကိုယ်ပိုင်တည်တဲ့ယက်တိမှုကိုသာလူလားတယ်လို့ကြောင်းပြန်ထားပါတယ်။